ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဘောလုံးပရိသတ်တွေကမေထက်လူလို့ခေါ်တဲ့ဒူဒူလေးဟာမြမလက်ရွေးစဉ်အမျိုးသမီးအသင်းစီကိုဘယ်နေ့ရောက်ရင်လာပြီးပူပေါင်းမလဲလို့မိကုန်းနေမင်းနေကြပါတယ်ဟုတ်ကဲ့အဲ့မိကုန်းကိုဖြေပေးပါမယ်ခင်ဗျာမေထက်လူဟာမြမနိုင်ငံစီကိုပြန်လာဖို့မရှိတော့ပါဘူးသူ့အနေနဲ့ထိုင်းနိုင်ငံစီကိုတိုက်ရိုက်သွားရောက်ပြီးတော့မြမလက်ရွေးစဉ်အမျိုးသမီးဘောလုံးသင်းက စီကိန်းပြိုင်ပွဲကစားဖို့အတွက်ထိုင်းနိုင်ငံစီကိုရောက်လာတဲ့အချိန်မှာသူကအသင်းနဲ့ပူးပေါင်းပြီးတော့ဒပြိုင်နက်ထဲလက်ကျင်ရင်ဆင်းသွားမှာဖြစ်ပါတယ်ခင်ဗျမလေးရှားကလပ်ဆာဘာ FA မှာကစားနေတဲ့တိုက်စစ်မှုဝင်းတိန်ကြီးထုံးကတော့နော်မာလာ28ရက်နေ့ကိုရောက်ရင်မြန်မာနိုင်ငံကိုပြန်လာမယ်ပြီးရင်အသင်းနဲ့ပူးပေါင်းပြီးတော့လက်ကျင်ရင်ဆင်းမယ်ဒီဇင်ဘာလ2ရက်နေ့ကိုရောက်ရင်တော့မြန်မာလက်ရွေးစင်အမျိုးသမီးသင်းဟာမြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုစီးကိန်းပြိုင်ပွဲပါဝင်ကစားဖို့အတွက်ထောက်ခေါက်သွားမှာဖြစ်ပါတယ်ခင်ဗျ မိတဲ့သူကတော့သူဟာမြမလက်ရွေးစင်အမျိုးသမီးအသင်းစီကိုလာရောက်ပူပေါင်းပြီးတော့စီးကိန်းပြိုင်ပွဲပါဝင်ကစားသွားမယ်ဆိုတာကိုအသိပေးထားပြီးဖြစ်ပါတယ် Facebook မှာ post ရေးသားလွှင့်တင်ပြီးတော့အသိပေးထားတာပါဒါပေမဲ့မြန်မာနိုင်ငံကိုပြန်လာမှာမဟုတ်ဘဲနဲ့ထိုင်းနိုင်ငံမှာဒိုက်ရိုက်ပူပေါင်းသွားမယ်ဆိုတော့ဒီဇင်ဘာလ1ရက်ဒါမှမဟုတ်ဒီဇင်ဘာလ2ရက်နေ့မှာမိထက်လူကထိုင်းနိုင်ငံကိုရောက်ရှိလိမ့်မယ်လို့ယူဆမိပါတယ်ခင်ဗျဘာကြောင့်လဲဆိုတော့မြန်မာလက်ရွေးစင်မျိုးသမီးအသင်းဟာဒီဇင်ဘာလ9ရက်နေ့ရောက်ရင် ပွဲစတင်ပြီးတော့ကစားရမယ်။ဂျာမန်3ရက်4ရက်ဒီနေ့ရက်ပဲလေ့ကျင့်အစင်းမှုရှိတယ်။မိထက်လူကအသင်းနဲ့ပူးပေါင်းလေ့ကျင့်အစင်းမှုဆိုရင်2ရက်နေကိုရောက်နေမှာ2ရက်နေ3ရက်နေ4ရက်နေအဲ့3ရက်ကိုလေ့ကျင့်အစင်းလို့ရမယ်ခင်ဗျ။အဲ့တော့မိထက်လူအနေနဲ့အဲ့လိုမျိုးလာရောက်ပူးပေါင်းမယ်လို့သတင်းကြားသိရပါတယ်။မြမလက်ရွေးစင်မျိုးသိဘောလုံးအသင်းဟာအုတ်စုဘီမှာကြောက်အောင်နေပါတယ်။အုတ်စုထဲမှာဖိလစ်ပိုင်မလေးရှားနဲ့ဗီယက်နမ်တို့ကိုရင်ဆိုင်မှာဖြစ်ပါတယ်ခင်ဗျ။ အုပ်စုအဖွဲ့ပွဲစဉ်ကိုတော့ဒီဇင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်နဲ့စတင်ကစားမှာဖြစ်ပါတယ်ဒီဇင်ဘာလ10ရက်နေ့ကိုရောက်ရင်တော့အုပ်စုဒုတိယပွဲစဉ်ကိုမလေးရှားနဲ့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ခင်ဗျအုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့နာမည်ကြီး BN အသင်းနဲ့မြန်မာလယ်ရွေးစဉ်မြို့သူဘောလုံးအသင်းကရှင်ပြိုင်ကစားမှာဖြစ်ပါတယ်မြန်မာလယ်ရွေးစဉ်မြို့သူအသင်းနဲ့စီဂိမ်းတိုင်ပွဲမှာရလက်ကောင်းနေရအောင်နိုင်မှာဈေးလို့ဒီနေရာကနေကြိုတင်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျတ िश ူအားပေးတဲ့ပြည်သက်အားလုံးကိုအထူးရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျ